င်္ဂလာပါရှင်။မိုးလေဝသနဲ့ဇလဗီရညချမှုဦးစီးဌာနကနေမေလ9ရက်ဒီကနေ့နဲ့9နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်။ကပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့အနောက်လေပိုင်းတို့တွင်တိမ်တင့်တက်မှတိမ်ထူရနေပြီးကြံမင်္ဂလားပင်လယ်အော်တွင်တိမ်နှင်းငယ်ဖြစ်ထွန်းနေပါမယ်။ဒီကနေ့ညနေထိခမန်းချက်ကတော့တနင်္လာရီတိုင်းဒေသကြီး ရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာဆက်စဲစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာကျကျကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်တရားခွက်ကြားမိုးထစ်ချုံရပါမယ်။ရွာရာနှုန်း80ဖြစ်ပါတယ်။မြမပင်လေပြည်တွင်လှိုင်းနေငယ်မှလှိုင်းတင်တင်ရှိပါမယ်။လှိုင်းမြမမြမကိုင်းရံတချောင်းနဲ့ကမ်းလွန်ပင်လေပြည်တွင်၄ပြည်မှ9ပြည်ခန့်ရှိနိုင်ပါတယ်။ ။နောက်နေ့အတွက်ခမန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းတနင်္လာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ချင်းပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာကျဲကျဲမှနေရာဆစ်ဆိတ်မိုးထစ်ချုံရွာပါမယ်။နေပြည်တော်ရန်ကုန်မြို့မန္တလေးမြို့နယ်ဤတဝိုက်တွင်ဒီကနေ့ညနေတိခမန်းချက်ကတော့တိမ်တင့်တင့်ဖြစ်ထုံပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရွာနိုင်ပါသည်။ရွာအရနှုံ60ဖြစ်ပါရဲ့ရှင်။